ဒီနေ့သရင်ညွတ်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတောရိသနတ်ပြည်တက်ပြီးအဘိဓမ္မာတရားကိုခေါ်ချခဲ့ပြီးဒီနေ့သူပြည်ကို ပြန်နေကြွလာတဲ့အမတ်တရားနေဒီနေ့ဟုပဲအဘိဓမ္မာခါတော်နေလို့ဆိုတယ် ဗိဓမာခရဏိဆိုတာဗိဓမာတရားဟောတာကဝါဇုလမကျော်တရားနည်းရေးစာပြီးတော့ဟောတာတရေညောလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကဘယ်ဗိဓမာခရဏိလို့ဆိုပြီးမြမပြေမှာမှတ်သားနားလည်ထားကြပြီပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါဇုပြီးတဲ့ဝါဇုတဲ့နေ့ကနေစပြီးတော့ ခေါ်ကြခဲ့တာဖြစ်တယ်။သုံးလကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းရင်သာနတ်ပြည်မှာဟောကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတပြည့်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇလာပြီနေဆိုရင်သရဉ္ဇလာပြီသရဉ္ဇပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့ရတွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့သရဉ္ဇလတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချမမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇောလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တယ်မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစင်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ခဲနဲ့လက်ဆော်ပြားကိုကျိုးဆူနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညလပြီနေ့မှာမိထွန်းတယ်တို့ဒီလိုအသေးပဲပြောင်းပြီး မှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါဟာဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖျားကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တာမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြည့်တော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်ကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမကွာတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်အဲ့တော့တန်ဖိုးရှိတာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလှုပ်ထမဟုတ်ပဲနဲ့အသေးပဲရှိရှိတို့ဘာဖြစ်လို့သရင်ညလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တော်ရင်းသာနှစ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကို ခေယူကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်တန်ဃာတွေလှူတာတဏ္ဍာတန်ဃာပူဇာပေါ့နော် ရဏသမားကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးချေဆူးခြင်းအမတန်မှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သား၂ယောက်ရှိတယ်အဲ့ဒီနတ်သား၂ယောက်ဟာ လူချတန်းခဲ့ကြတာချင်းပဲသို့တော့တူဦးနဲ့တူဦးဟာလူတဲ့အတိုင်းတပမာဏမတူဘူးလူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရား ဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတနတ်သားကအပြီးတော့မှတရားလာ နာဖို့ဖះနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိပါတ်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ် အင်ကုရဏန္တကြတော့သူ့ရဲ့ဘုံချီတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလာတယ်။သူတို့ကြတော့အရှိန်ဝါချင်းမတူလို့ရှင်လူဟာရှေ့ရမထိုင်ရဘူးနော်။သူ့ဘာသူအလိုလျောက်ကိုအရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာ။နောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နဲ့ဆိုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်။တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူစနာဝေးသွားတယ်။အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ် ူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတဲ့ဟုတ်နောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရနန္ဒာကိုလမ်းမေးတယ်။နေပါဦးငါနားမှာမထိုင်မဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတယ်။ဒီအိမ်တကနန္ဒာကတော့ငါနားလေးတင် ထိုင်နိုင်တယ်။သူကဘုံကိုချီတယ်။ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလှုပ်ချတာချင်းတူပါတယ်တဲ့။ အိနကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရယဟန္တာမထေရကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာသမီးချောင်းစီနေစဉ်နဲ့အမြတ်လူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့နှုံဆိုလို့ရှိရင် သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလေရတယ်လှူလေရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့ဆွမ်းအားလည်းကြီးမားတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမိုးချီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရည်နေတဲ့လူတွေ ီလာလည်းမလုံဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတတ်လို့ပဲ သူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံဖြင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူး။ညတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့